ကမ္ဘာအပူဆုံးမြို့10မြို့မှာ6မြို့နဲ့မင်းဘူးမြို့တို့ပါဝင်ပြီး 6မြို့ကအဆင့်နှစ်တွင်ရောက်ရှိနေကြောင်းကမ္ဘာမိုးလေဝသအခြေအနေများကိုထုတ်ပြန်ပေးနေတဲ့အက်ဒိုရာဒိုဝေသားရဲ့မလ18ရက်မွန်းလပိုင်းဖော်ပြချက်အရသိရပါတယ်။မုန်ကရက်ဒေတာကြီးတွေပါဝင်တဲ့6မြို့နဲ့မင်းမှုမျိုးတို့ဟာအဆင့်နှစ်နဲ့အဆင့်9တို့တွင်အတီးတီးရက်တည်နေခြင်းဖြစ်ပါတယ်။6မြို့မှာ44ဒီဂရီစင်နီဂရိတ်နဲ့အဆင့်နှစ်နေရာတွင်၎င်းမင်းဘူးမြို့မှာ42ဒသမ8ဒီဂရီစင်နီဂရိတ်နဲ့အဆင့်9နေရာတွင်၎င်းရည်တည်နေခြင်းဖြစ်ပါသည်။ကမ္ဘာပူဆုံးမြို့များမှာ နိုင်ဂျာနိုင်ငံမှမြို့သုံးမြို့မြန်မာနိုင်ငံမှမြို့နှမြို့အပါအဝင်မာလီနိုင်ငံအော်စတြေးလျနိုင်ငံဘာကီနာဖာဆိုနိုင်ငံတို့မှမြို့များလည်းပါဝင်နေတာကိုတွေ့ရပါတယ်။နေပြည်တော်ပါဝင်တိုင်းခုနှစ်ခုမှာ၄၀ဒီဂရီစင်တီဂရိတ်ထိအပူချိန်များမြင့်တက်လာနိုင်ပေမဲ့လည်းအပူလိုက်ဖြက်ခြင်းထူးခြားတဲ့အပူချိန်မြင့်တက်ခြင်းများမဟုတ်ဘူးလို့မွေးလေဝသလေးလာဆောင်ကြီးသူဦးဝင်းနိုင်ကပြောကြားထားပါတယ်။ မန်လာ14ရက်နေ့မှ20ရက်အတွင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းနေပြည်တော်မကွေးတိုင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းဒေသတွေမှာနေ့အပူချိန်တွေ39ဒီဂရီစင်တီဂရိတ်နဲ့40ဒီဂရီစင်တီဂရိတ်အထက်အထိဆက်လက်မြင့်တက်လာနိုင်ပါမယ်။နေရာဒီကာလမလမမေလာအတွင်းမှာဒီဒေသတွေအတွင်းပုံမှန်မြင့်တက်နေတဲ့အပူချိန်တွေလည်းဖြစ်တာကြောင့်ထူးခြားတဲ့အပူချိန်မြင့်တက်ခြင်းမဟုတ်အပူလိုက်ဖြစ်ခြင်းလည်းမဟုတ်ပါဘူးလို့ဦးဝင်းနိုင်က၎င်းရဲ့လူမှုကွန်ရက်ဆောင်မျက်နှာမှာရေးသားထားပါတယ်။ အလားတူကမ္ဘာအပူဆုံးမြို့15မြို့တွင်6နှင့်မကွေးမြို့တို့ပါဝင်ပြီး6မြို့ကအစစ်နှစ်တွင်ရောက်ရှိနေကြောင်းကမ္ဘာမိုးလေဝသအခြေအနေများကိုထုတ်ပြန်ပေးနေတဲ့အေဒိုရာဒိုဝဲသော၏မက်လာ18ရက်နေ့မွန်လယ်ပိုင်းဖော်ပြချက်အရသိရပါသည် မူရဒိတာကြီးတွင်ပအဝင်တဲ့၆မျိုးနဲ့မကွေးမျိုးတို့ဟာအစင်းနှင့်အစင်း၃တွင်အတိအသည့်ရှက်တည်နေခြင်းဖြစ်ပါသည်။၆မျိုးက44.3ဒီဂရီစင်တီဂရိတ်နဲ့အစင်းနှင့်တွင်ရှိနေပြီးကမ္ဘာအပူဆုံးမျိုးဖြစ်တဲ့ Niger 90တီလာပီရီမျိုးထက်အနည်းငယ်သာညွန့်နေတာကို တွေ့ရပါသည်။အလားတူ မကွေးမျိုးဟာ43.2ဒီဂရီစင်တီဂရိတ်နဲ့အစင်း၃တွင်ရက်တိလျက်ရှိတာကိုတွေ့ရပါသည်။